vivo y တော့မှအသေးထွက်ရှိလာတဲ့ vivo y 29ကိုမိတ်ဆက်ပြီးမှဖြစ်တယ်။ဈေးနှုန်းကဆိုရင်တော့ ram 8 internal memory 256 gig ကို7900ကျပ်ဆိုတော့9သိန်းနဲ့ရရှိမှဖြစ်ပြီးတော့ ram 8ကိုပဲ internal memory 128 gig ကိုဝယ်ယူမယ်ဆိုရင်တော့9သိန်း9900ကျပ်ဆိုတော့10သိန်းနဲ့ရရှိမှဖြစ်တယ်။ထွက်ရှိတာကတော့ color နှစ်အောင်ထွက်ရှိတယ်။ကျွန်တော်လက်ထက်ကိုရောက်နေတဲ့ color လေးကတော့ cloud white ဆိုတဲ့ color ရဲ့နောက်ထပ်ဒီ brown color လေးရဲ့ဆိုပြီးတော့နှစ်အောင်ထွက်တယ်။ခိုင်ရတဲ့အနေထားလေးကတော့အနောက်ဘက်ဒီဘာတွေကလက်ရည်တွေဘာတွေတော့ထင်မလွယ်ဘူး။ battery amp 6500 mAh ပါတာဆိုတော့ကိုင်မယ်ဆိုရင်တော့ weight ကတော့ရှိတယ်သူရဲ့ weight ကတော့ 200g ကျော်ကျော်လောက်တော့ရှိတယ်တခုရှိတာက battery ampere 6500mAh ကိုသုံးမိထားတယ်ဆိုပေမဲ့သူ့ရဲ့အထူကအရန်တူနေတာမျိုးကိုမတွေ့ရဘူးသူ့ရဲ့အထူကတော့8.2 mm ရှိတယ်အော်ဒီဘိုင်ခြားထားမယ်ဆိုရင်တော့ကင်မရာဘက်နေပါရနည်းနည်းလေးထွက်နေတာမျိုးတွေပါရှိတယ်နောက်ဘက်မှာတော့ဒီ main camera 50 megapixel ရဲ့နောက်ထပ်2 megapixel တက်ရယ်ဆိုပြီးတော့ကင်မရာနှလုံးကိုသုံးမိထားတယ်အောက်နားမှာတော့ dynamic light ဆိုတာလေးပါမယ်ဒီကောင်လေးကတော့ notify တက်တဲ့အခါမျိုးတွေကောအဝင်ထွက်လာတဲ့အခါမျိုးတွေ MP3 music တခြင်းတွေကိုဖွင့်ထားတဲ့အခါမျိုးတွေမှာဆိုရင်တော့မီးလေးလင်းပေးနေမှာဖြစ်တယ်။ကိုစိတ်ကြိုက်အရောက်နေပါတော့ပြီးတော့ချိန်လို့ရအောင်မှာဖြစ်တယ်။ဘေးနားမှာဆိုရင်တော့ echo no tv တို့စားတဲ့ဟာတွေကိုအဖွင့်ပိတ်ဒီပိုင်းလှုပ်လို့ရတဲ့ remote sensor ပေါက်ရဲအောက်မှာတော့ flame ရဲ့ပါဝင်လာမှာဖြစ်တယ်။ကင်မရာရိုက်မယ်ဆိုရင်တော့ zoom အဆုံးထိဆွဲမယ်ဆိုရင်တော့ 1080p ဆွဲလို့ရတယ်။ပုံတွက်တွေကတော့ရိုးရိုးရိုက်တာထက်ပေါ့နော်။ဒီ portrait mode နဲ့ရိုက်မယ်ဆိုရင်တော်တော်လေးကို skin တွေက smooth ဖြစ်သွားတာမျိုးတွေကိုတွေ့ရတယ်။ video ရိုက်တဲ့လူတွေအတွက်ကတော့ဒီ back camera နဲ့ပဲရိုက်ရိုက်ဒီ selfie နဲ့ပဲရိုက်ရိုက် 1080p ကိုတတိယ ISBN နဲ့ရိုက်လို့ရမှာဖြစ်တယ်။ Selfie camera ကတော့8 megapixel ကိုသုံးမိထားမှာဖြစ်တယ်။သူလည်းဒီသုံးစံတိုင်းပဲပေါ့နော်။ Selfie ရိုက်မယ်ဆိုရင်လည်း portrait mode နဲ့ရိုက်မယ်ဆိုရင်တော့ skin တွေကိုတော်တော်လေးကို smooth ဖြစ်အောင်လုပ်ပေးထားတာမျိုးတွေတွေ့ရတယ်။ Sync ကတော့ choice ရမှာဖြစ်တယ်။ Fingerprint ကတော့ side fingerprint ကိုအသုံးပြုပေးထားတယ်။ Speaker ကတော့ studio speaker ကိုသုံးမိထားတယ်။ Out speaker ရဲ့ဒီ ERB speaker နားအိမ်တော့မှာနောက်ထပ် speaker တစ်လုံးရယ်ဆိုပြီးတော့ speaker နှလုံးပါတယ်။အတန်ကိုအဆုံးထိကျရင်တော့400%အထိကိုကျဲလို့ရတယ်။အတန်ထွက်ကတော့ကျဲတဲ့အထဲမှာပါတယ်။ IP c f o dash and water resistant နေပါပြီပါတာဖြစ်တဲ့အတွက်နည်းနည်းပပရေဆိုတာမျိုးတွေကိုကာကွယ်ပေးနိုင်တယ် SGS 5 star အနေမှာလည်းအတိမပြုလက်မှတ်ရထားတာဖြစ်တဲ့အတွက်ဖုန်းကအကျန်းခံမှာဖြစ်တယ် display ပုံစံကတော့အလယ်မှာ sub camera တွက်ပတ်မှုအပေါက်လေးပါမယ် screen size က6.68 inch ရှိမယ် IPS LCD display ကိုသုံးမိထားတယ်သူ့ရဲ့ဒီမှန်ကိုတော့ shock glass ကိုသုံးမိထားတာဖြစ်တယ်အဲ့အတွက်ဒေါက်တာဆာဒီမှန်တဲ့အောက်ပြုကြတာမျိုးတွေတောင်းတယုံ600လောက်ကိုမထင်ဘူးလို့တော့သူတို့ပြောထားတယ်ပေါ့နော်120ရရမယ်1000နှစ်ထိရရှိမှာဖြစ်တယ်920 into 1600ပြည်စပါရှိတယ်ရုပ်ရှင်တွေပါကြီးတာ social app တွေပါရေအသုံးပြုတဲ့အနေထားမှာရုပ်ထွက်လေးတွေကမစိုးဘူး ်နောက်တစ်ခုကဒီညာဘက်တွေပါရဲ့အသုံးပြုမဲ့လူတွေအတွက်လည်းဒီ eye comfort တွေပါတယ်မျက်စိထိခိုက်မှုကို short ချပေးတဲ့ fashion လေးတွေပါတယ်တွားပြီးတော့ကိုက on ပြီးတော့အသုံးပြုလို့ရအောင်မှဖြစ်တယ် software ဘက်ကတော့ android 50ရဲ့ fender os 15ရဲ့ပါတယ် ai နဲ့ဒီ translate လောက်တာမျိုးတွေနောက်တစ်ခုကဒီဘာသာပြန်တာတို့ကိုသိကျင်တဲ့ဟာလေးတွေကို software ဝိုင်းပြီးရှာတာမျိုးတို့စတဲ့ဒီ fashion လေးတွေပါမယ် ်ပေါ်ဖော်မန့်မိုင်းကတော့ Snapdragon ရဲ့685ကိုမှ10နာနိုမီတာကိုသုံးမိထားမှဖြစ်တယ်ဆိုတော့ mobile link ချင်းတွေပါရေးစော့ကြည့်တဲ့အနေထားမှာတော့မစိုးဘူးအဆင်ပြေတယ်လို့ပြောလို့ရရတယ်မှာပါတယ် battery MAH ကတော့6500 mAh ကိုသုံးမိထားပြီးတော့မှ Bluebolt battery ကိုအသုံးပြုပေးထားမှဖြစ်တယ်ဒီ battery ကိုသူတို့တွေပြောထားတာကတော့ဒီ9နှစ် အထီကိုမှဘက်ထရီရဲ့ percentage က80အောင်မကြဘူးဆိုပြီးတော့သူတို့ဘက်ကတော့အာမခံချက်တွေပေးထားတာမျိုးတွေရှိတယ်ဘက်ထရီအသွေးမဲ့ဆိုရင် 45W အသွေးမြင်အစတင်နဲ့တွေ့ရမှာဖြစ်တယ်0%ရင်တော့မှ50%ကိုအသွေးမဲ့ဆိုရင်တော့မိနစ်40 45မိနစ်လောက်ကြာမယ်0%ရင်တော့မှ100ကိုအသွေးမဲ့ဆိုရင်တော့မိနစ်65မိနစ်ဝင်းကျင်လောက်ကြာမယ်လို့သိရတယ်ဆိုတော့ဒီနေ့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ပါမယ်